ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့ပြန်တန်းချင်တော့လိတ်ဆိုတဲ့ပုံမြင်ကလေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပေးသွားကြပါဦးခင်ဗျာတခါတုန်းကပေါ့ဗျာတောက်ကြီးတခုမှအလွန်မိုက်မဲတဲ့လက်တကောင်ရှိပါတဲ့ကွယ်အဲ့ဒီလက်ဟာသူ့ရဲ့လက်ရှိဘဝကို တင်းတိတ်မရောက်ရဲဘူးဖြစ်နေတာပေါ့ကွယ်သူဟာညကြီးပေါ်မှာတွတ်သွားနေရတာကိုမကြည်မနက်ဖြစ်ပြီးတော့လေထဲမှာငှက်များလို့ပြန်ဝဲနေခြင်းလာတော့တာပေါ့ကွယ်အဲ့ဒါကြောင့်လေထဲမှာပြန်တန်းနေကြတဲ့ကြီးငှက်များကို အလွန်အားကျနေပါတဲ့ကွယ်အဲ့ဒါကြောင့်မို့လိတ်ဟာတနေ့မှာတော့တော်ထဲမှာရှိတဲ့လေယုံငှက်ထံတို့တွားရောက်ပြီးတော့သူ့အားလေထဲတွင်ပြန်ဝဲတက်ဖို့တင် जा ပြည့်ရန်တောင်းပန်ပြောဆိုပါတဲ့ကွယ် လေးရဲစကားကိုကြားတဲ့အခါမှာလေးရုံငက်ကြီးကပြုံးပြီးတော့ကိုရွှေလက်ရည်တဘာဝတရားကြီးက တင့်ကို ကျွန်ုပ်လိုအတောင်ပံပြီးမထားတဲ့အတွက်တင့်ဘလို့ပြန်နိုင်ပါလေဗျအဲ့ဒီခါလေးကယူမိုက်စွာနဲ့ဖြစ်နိုင်ပါတယ်ကိုလင်းရုံကြီးရဲ့ကျွန်ုပ်ကိုယ်တာကောင်းကင်ဘော်ကိုခေါ်သွားပြီးပါဗျကျွန်ုပ်ပြန်နိုင်ပါလိမ့်မယ်ဆိုပြီးတော့လင်းရုံငက်ကြီးကိုပြောလိုက်တာပေါ့ကွယ်လေးကလင်းရုံကြီးကိုကျွန်ုပ်ကတိတ်ပြန်တက်ချင်နေတာဗျကျွန်ုပ်ကိုတင်ကြပြီမဲ့ဆိုရင်ကျွန်ုပ်တင့်ကို တင်ခအတွက်အခကျင်းငွေအများကြီးပေးပါမယ်လို့အချင်းချင်းတောင်းပန်ပြောဆိုနေတာပေါ့ကွယ်နောက်ဆုံးမှာတော့လေးယောက်ငှက်ကြီးကတားမရတဲ့အဆုံးမှာလက်ကိုကောင်းကင်သို့ခေါ်သွားကပြန်တန်းနီးကိုတင်ကြားပေးပါမယ်လို့ဂတိဆိုလိုက်တာပေါ့ကွယ်အဲ့ဒါလို့နဲ့နောက်တနေ့မှာတော့လေးယောက်ငှက်ကြီးဒီလက်ကိုခြေသေးဖြစ် ကုတ်ယူကအမြင့်သို့ပြန်တက်သွားလေတော့တယ်ကောင်းကင်သို့ရောက်တဲ့အခါလေးယောက်ငှက်ကလက်အားပြန်တန်းနိုင်စေရန်ကုတ်ဆွဲထားရမှာ လက်ကိုကောင်းကင်ပေါ်မှလွှတ်ချလိုက်ပါလိတော့တယ်။အဲ့ဒီအခါလက်ဟာကောင်းကင်တွင်ပြန်တန်းနိုင်ရန်ကြိုးစားတော့လဲလုံးဝပြန်တန်းနိုင်ခြင်းမရှိပဲအောက်ထုတ်ဆောက်ထိုးထိုးကြကညီပင်ပေါ်ရှိကြောက်တုံးနဲ့ရိုက်ပြီးတည်ဆုံသွားပါလိတဲ့ကွယ်။ပြိတက်ကြီးများခင်ဗျာလောကမှာလဲကိုနစ်ဖြစ်နိုင်တဲ့အလုပ်ကိုဒါလောက်ကင်စီခြင်းပါတယ်။မဖြစ်နိုင်တဲ့အလုပ်ကိုလုပ်မိလေကျက်စီဆုံးရှုံးမှုနဲ့ဒါရင်ဆိုင်ရမှာအမှန်ဖြစ်ပါတယ်ဗျာ။ဒီကနေ့ပုံမြင်လေးကတော့ဒါတော့ပါပဲဗျာ။ ပုံမြင်လေးကိုအစောအထိအပိနာဆင့်သွားကြတဲ့ပြိတက်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအပိကြည့်ရှုကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။